မြန်မာနဝချနယ်ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ်ဘီယာဇလန်းကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာနောင်ယိုစီရေးသားထားတဲ့နက္ခတ်ရှင်စောရနဲ့အိမ်မက်တရားအမျိုးတည်ဇလန်းအပိုင်း၆ကိုပရိသတ်ကြီးကဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။အဖြစ်အပျက်များအပြီးတပတ်ခန့်အကြာမှာတော့ စောရကငင်းငိုင်ဖိုက်တွေးနေတယ်။ငင်းရတော့ခင်မိုးတဲ့ကိုကြည့်ပြီးစိတ်ကမချမ်းသာ။တစ္ဆာဟာငချမ်းကို စိတ်ပူဆွေးရင်တကားတကြောင်း။သူမမငဲ့ကွက်ပဲတိုင်မြင်မှုတော်မရှိထွက်သွားရတဲ့ဆိုပြီးတော့အလွန်အမင်းစိတ်မကောင်းဖြစ်နေမိတယ်။သူမဟာတစ်ချိန်ကလူအများပြောက်အုပ်ချုပ်ခဲ့ပြီးသူတယောက်ဖြစ်ခဲ့တာကြောင့်စိတ်တက်ခိုင်မာပြီးမြင်ရတော့မကြ။အိမ်လေးကအထိတ်ထာယုံဆန်စွာတိတ်ဆိတ်လွန်းနေတယ်။ငထွားနဲ့နင်းပြူကတော့အကြီးတွေပြပြီးယခုဖြစ်နေတဲ့ကိစ္စရက်တွေပေါ့။ ဘယ်လိုဆောင်ရွက်ရမလဲဆိုတော့ကိုကိုစီတွေးနေတယ်။ငါထွားမှာကနီးလန့်ရှိတယ်။ရခင်ကလိုပဲသူကိုယ်တိုင်ထွက်လို့လက်လံရှောက်ဖွေတော့လဲရတယ်။ဒါပေမဲ့ညင်းပြူစီမှာသူလင်းနေတဲ့ဂရီကိုထားခဲ့တယ်။သူဘယ်တော့မှထွက်မသွားတော့ဘူး။ဒီဂရီကိုသူတရားဆွဲရပြီတော့မယ်။အရှိရှိကာလာတွေက "तू ကများမြန်ကိစ္စတွေရဲ့နောက်ကိုလိုက်ပါရင်မိသားစုကိုနှစ်ပေါင်းများစွာဆွန့်လွတ်ခဲ့ရတယ်။ဒီခံစားချက်မျိုးကို तू ထပ်ပြီးမရလို့တော့"ညင်းပြူကတော့ ။ဘာဖြစ်သူငချမ်းထွက်သွားတဲ့အတွက်စွန့်ရင်နေတယ်။မိဘလူဖြစ်နေတဲ့ညီမတော်ကိုလည်းစိတ်ပူနေမိတယ်။တစ်ဖက်ကငင်းငါရေဝေစွာနဲ့ကြေကွက်ဝန်းနေနေတဲ့ဆော့ရအတော့ကိုလည်းအလွန်စိတ်မကောင်းဖြစ်ရတယ်။ဒုတိယအကြိမ်ထပ်မံဖောက်တဲခံလိုက်ရတဲ့ဌာပနာကြီးအတော့ကိုလည်းစိတ်ထဲမှာနှမျောဝန်းနေနေမိတယ်။ဒီဒီကြိမ်မှာတော့ဌာပနာတိုက်ထရနဂတ်နဲ့ကြီးရရခဲ့တဲ့အမြူတေကြီးလည်းပါသွားခဲ့လေပြီ။ဆုံရှုံမွားတမိုးကြီးမှလာတယ်။ ဒီအတွက်ခင်မွန်းတယ်လဲကြေကွဲနေရှာမှာအမှန်ပဲရခင်ကဆိုရင်ဒီလိုဖြစ်တာနဲ့ဒေါသကြီးတက်တဲ့ခင်မွန်းဟာချက်ချင်းလက်တော့ပြန်မသေးကြပဲဒါမဲ့အခုတော့သူမကိုပေးထားတဲ့ဂရိတရားအတွက်ကြောင့်လားမသိခင်မွန်းတယ်ကတတုတ်တောင်မလို့သူမဒီကိစ္စအတွက်ခင်မွန်းတယ်ကိုလှုပ်ပေးတဲ့လားသူမရဲ့စိတ်ထဲမှာဒွိဟတွေကအခြေတင်ဖြစ်နေတယ်ဒွိဟတကွာဌာပနာဖွဲ့ရုပ်တင်မကလူအတက်ကိုတော့မရရဆက်ဆက်တက်သွားတယ်ဒါကတကယ်ကိုလက်မခံချင်စရာ ်ပြုသူကိုတူညီတဲ့တံပြန်မှုပေးတဲ့နယ်လို့ထင်တယ်။ဒါပေမဲ့တစ်ဖက်ကဒွိဟကတော့"သူမတို့ရဲ့အိမ်တော်တက်တက်အတွင်းထဲမှာအတူတူနေထိုင်ကြီးနုရတဲ့အချိန်ကအလွန်နဲပါတယ်။ခင်မတွေကလည်းတာဝန်တည်းရလို့ခံယူထားတဲ့ကိစ္စရပ်တွေအတွက်ခရီးရှိတွေကိုထွာတာတက်ဆွန့်ဆန်များထမ်းရရလေတယ်။ဒီအတွက်ရဲ့အကျိုးမြတ်ကလက်ရှိတက္ကရာအဖြစ်ဘာမှမရရှိခဲ့ရရှိခဲ့တာတော့မိသားစုတွေနှစ်ရှည်ရကြခွဲခွာကြရတာကိုပဲ။ သူမရဲ့ဖြစ်တမ်းမှုတွေစစ်မရော။တမီးလေးမွေးဖွားစဉ်တော့ကလည်းခင်မွန်းတဲကအနားမှာရှိမနေခဲ့။တမီးလေးအသက်တစ်နှစ်ကျော်နှစ်နှစ်မှသာခင်မွန်းတဲကအတိတ်မိပြီးပြန်လည်ရောက်ရှိလာခဲ့တယ်။ဒီကနေတိတ်မချလိုက်။နှစ်နှစ်ခန့်အကြာမှာတော့တာဝန်တည့်ရဆိုပြီးမျက်ပွဲထားတဲ့ဆိုတဲ့မျိုးကြီးစီကိုသွားရပြန်တယ်။ဒီတချိန်မှာလည်းခင်မွန်းတဲကတစ်ဖက်အရက်မှာရပ်ပါ30ခဲဖြတ်တမ်းရတယ်လို့ပြောလာပြီမဲ့ဒီဘက်အချက်မှာတော့၃နှစ်ကျော်၄နှစ်မကကြာရှိခဲ့တယ်။ ဒီနောက်တမန်ဟုံပလူတွေကြောင့်သူမမသိအောင်ထပ်မံထွက်သွားပြန်တယ်။ဒီတစ်ချိန်မှာတော့သူမတို့ကနောက်ပိုင်းစီမှာစစ်ဘေးတင်းငရပြီးရွာပြက်ခက်ကအဝေးစီကိုရှောင်ပြေးခဲ့ရတယ်။ခင်မွတ်တရားလည်းတည်တလားရှင်တလားဘာမှမသိရပဲပြန်လဲစုံစည်းတဲ့အချိန်မှာတော့လင်းငန်းနဲ့ကာလာရှိခဲ့လိမ့်မယ်။ဒီတစ်ချိန်တော့အထက်ကလောခွက်ခွာမှုနဲ့ထပ်မံမကြုံချင်တော့ဒီအတွက်လည်းခင်မွတ်တဲ့ကိုစစ်လို့ပြေးဖို့ရအတွက်ဒွေဟာအဖြစ်နဲ့ဝင်လင်းနေပြီလေ။အမ ဟင်တစ္ဆာတစ္ဆာရဲ့မျက်နှာကပြိုမလို့မိုးလို့ညိုတဲ့ဆိုပေမဲ့မြဝင်းစီမှာတော့အထိပယ်တွေပြည့်နေနေတယ်။တစ္ဆာထိုင်လေ။တစ္ဆာမှာအမဟောပြောစရာစကားရှိနေတယ်ထင်တယ်။တစ္ဆာမျက်နှာကိုအောက်စီငုံပြီးတက်ပြင်းတစ်ချက်ကိုချလိုက်တယ်။တစ္ဆာရင်ထဲမှာဘာတွေရှိနေလဲပြောပြလေ။ဒါပေမဲ့ဒီလိုမေးလို့တမျိုးတော့မထင်နဲ့နော်။တစ္ဆာရင်ထဲကဖြစ်နေတာတွေကိုအမကသိတာတော့သိပြီးသားပါ။ တစ္ဆာရင်နဲ့ပေါ့ပါသွားအောင်လို့ပြောစီချင်တာတစ္ဆာကတက်ပြင်းကိုထပ်မံချပြတ်နေအမအင်းတစ္ဆာတရုတ်ပြူပြင်တော့မယ်ဟင်တစ္ဆာစီကထွက်လာတဲ့စကားနှင်းပြူလုံးဝမမျောလိုက်ထားတဲ့စကားနှင်းပြူရုတ်တရက်တော့ဘာပြန်ပြောမှမသိစွာသွားခဲ့တယ်တစ္ဆာကလည်းအနားမှာညီသက်စွာနဲ့ရှိနေတယ်အတန်ကြာတော့မှနှင်းပြူရင်ထဲမှာစွန့်နေစွာနဲ့တစ္ဆာ ဘလို့ဖြစ်ရတာလဲကွယ်တစ္ဆာဒီမှာဆက်မနေချင်တော့အမငချင်းကြောင်လိုက်ဒါမှမဟုတ်ရန်ကုန်မှာပြက်နေချင်တာလားချမ်းကြောင်တို့လည်းတစ္ဆာမပြောချင်ပါဘူးဒါပေမဲ့တစ္ဆာဆက်မနေချင်တာတော့အမှတ်ပဲတစ္ဆာတရုတ်ပြည်မှာဆွေမျိုးတွေရှိနေသေးတယ်တစ္ဆာသူတို့စီကိုပဲပြက်နေဖို့ဆုံးဖြတ်လိုက်လို့ပါရန်ကုန်မှာနေတော့တစ္ဆာနဲ့တရုတ်ပြည်အမျိုးတွေပြက်လက်အဆက်အသွယ်ရှိခဲ့တာကိုနှင်းပြသိပါတယ် ဒီတော့ကတော့သူမပဲတစ္ဆာအတွက်ပျော်ခဲ့ရဖို့တယ်။မပြေမနဲ့လားတစ္ဆာရဲ့။တစ္ဆာတကယ်ကိုဆက်ပြီးမနေနိုင်တော့တာပါအမရဲ့။တစ္ဆာပြောရင်ကမြေတွေစီးကြလာခဲ့တယ်။အဲ့နောက်ရှက်ရှိုက်ငိုလိုက်ပြီ။ချားလေတကယ်ကိုရစ်ဆက်လို့နေ။ तू တစ္ဆာကိုလောကမငဲ့ကွက်ဘူး။ तू မင်းကလေးတယောက်နဲ့မှားရင်းခဲ့ဘူးတယ်။တစ္ဆာနားလဲပေးတယ်။အခုတစ္ဆာမကြခင်မှမြို့ဖွားတော့မယ်။တကယ်ဆိုရင်လေ သူဘလောက်ကြီးပဲခံစားနေပါစေအနာတော့ထွက်မသွားသင့်ဘူးမဟုတ်လားတကယ်လို့မသွားမဖြစ်ပေါ်ရမယ်ဆိုရင်တော့တစ္ဆာတော့အသိပေးသွားသင့်တယ်မဟုတ်လားအခုတော့ငချမ်းရဲ့လောရကတစ္ဆာအတွက်တကယ်ကိုမတရားဘူးနီးဖြူတစ္ဆာအတွက်နင်းနေစွာကိုချင်းစာမိတယ်အမမောင်အတွက်အမတစ္ဆာကိုတောင်းပန်ပါတယ်မပြတ်ပါနဲ့နော်တစ္ဆာအမလေးတစ္ဆာကိုညီမအရင်ချလို့ချစ်ခင်နေခဲ့တာပါကွယ် ။တစ္ဆာတုံ့ပြန်မပြော။နင်းဖြူကတစ္ဆာကိုဖတ်လိုက်လေတယ်။ဒီကတစ္ဆာကနင်းဖြူရဲ့ရင်ဝင်စီကိုတွန်းဝင်လို့အာရပါရငုံရှိုက်လေတယ်။ငိုပါတစ္ဆာရဲ့ငိုပါနော်။အမဟုတ်လေ။ညီမလေးရဲ့မိခင်အရင်လိုသဘောထားပြီးငိုပါကွယ်။နင်းဖြူကမျက်ရည်တွေရင်ဝိုင်းကနေပြောမိတယ်။သူမတို့နှစ်ယောက်ရဲ့အဖြစ်ပြက်ကိုအခန်းကြီးဘက်ကနင်းတယောက်အတိုင်းသားကြားရပြီ။ဘာကြောင့်ရင်မသိတတ်သူမလည်းမျက်ရည်ရင်ဝမ်းလာခဲ့တယ်။တစ္ဆာနဲ့သူမ မိမသားချင်းအတူတူအပြင်ကိုဝင်ဆောင်နှားကြရတာကလည်းအတူတူပင်မို့ကိုချင်းဆိုင်မိတာလည်းဖြစ်နိုင်တယ်။တစ္စာညီမနေမပြန်ပါနဲ့နော်။ငချမ်းအနားမှာမရှိပေမဲ့အမနဲ့အနားမှာရှိနေမှာပါ။မပြန်ပါနဲ့နော်။ဒိုးတွေဒီမှာပဲနေကြပြီးတော့တစ္စာနဲ့ငိမ့်တို့အတူတူမြို့ပွားမှာအမဆောက်ရှောက်ပေးမယ်လေနော်။ဒိုးညီမသုံးယောက်အတူတူရှိနေကြမယ်လေနော်။ညင်ဖြူကရင်ထဲကနေလှိုက်တဲ့နဲ့စကားဆိုလာတယ် နင်းပြူရဲ့စကားကိုကြားပြီးတော့ငင်းကလက်လက်ကနဲ့ခံစားမိလာတယ်။နင်းပြူကလည်းယုံကြည်တက်ဝဲချစ်ခင်သွားခဲ့တယ်။ငင်းအခန်းထဲစီကိုလှမ်းဝင်လာလိမ့်တယ်။နင်းပြူကငင်းကိုလှမ်းကြည့်လာတော့ငင်းရဲ့မျက်ဝန်းစီမှာလည်းမျက်ရည်စတွေနဲ့ငင်းကတစ္ဆာရဲ့အနောက်မှာဝင်ထိုင်ပြီးတော့တစ္ဆာကိုဖတ်ထားလိုက်တယ်။အမကပြောတာဟုတ်တယ်တစ္ဆာ။မပြတ်မနေနော်။ဒွန်းချမ300အတူတူရှိကြမယ်လေနော်။တစ္ဆာကစကားမတုတ်ပြန်။ပိုလို့တော်မှာငိုကြွေးလိုက်တယ်။ နင်းပြူကအမကြီးအမိရပြပြတစ္ဆာကိုညင်းကိုပါဖတ်ထားလိုက်တယ်။နှွေးထွေးတဲ့သူမရဲ့ရင်ငွေအငွေ့သက်ကိုတစ္ဆာကညင်းမှလုံလုံလောက်လောက်ခံစားမိကြရတယ်။မထွားတရားရေချိုးပြီးခေါင်းလျှော်ပြီးစားဖြစ်တဲ့တမီးဖြစ်သူယူရီနဲ့တုပ်ပြီးနေတယ်။ဒီခါသူတို့သားဖာရှေ့ရစီကိုနှင်းပြူဝင်ရောက်လာခဲ့တယ်။အကိုဟင်နှင်းပြူမထွားနှင်းပြူကိုတစ်ချက်ကြည့်ပြီးဝင်းနေသူလေးကိုသာရေပြန်တုပ်ပြီးနေတယ်။ အခုပြောစရာရှိလို့อืมပြောလေအရေးကြီးလို့နားမို့နင်းဖြူအိမ်နောက်ဘက်ခြောက်ဆက်မှာစောင့်နေပြီအခုလိုက်လာခဲ့နော်နင်းဖြူပြောပြီးလှက်ထွက်သွားလေတော့ငါထွားနင်းဖြူကိုငေးကြည့်ကြံရိတ်ခဲ့လေတယ်အိမ်နောက်မှာတော့တမိဖြစ်သူအဝတ်စားလဲလဲပေးပြီးတနက်ခါလိမ့်ချန်ပြဖို့အတွက်ထားရက်ကနင်းဖြူရဲ့အနောက်စီကိုလိုက်လာခဲ့လေတယ်နင်းဖြူကခြောက်ဆက်စီမှာထိုင်ရင်းတွေးနေတယ်ငါထွားနင်းဖြူရှေ့ရစီကိုလှမ်းသွားလိုက်တယ် နင်းဖြူအကိုဘာပြောမလို့လဲနင်းဖြူနင်းဖြူကတက်ပြေးမှုတစ်ခုကိုမှတ်ထုတ်လိုက်လေတယ်ငါထွားကတော့နင်းဖြူရဲ့စကားကိုငန့်လက်နေတယ်အကိုอืมနင်းဖြူအခုကိစ္စအတွက်အခုဘယ်လိုလုပ်ဖို့စီစဉ်ထားလဲယငါထွားစီယာရှာရှာပါပါတက်ပြေးချတာထွက်ပေါ်လာခဲ့တယ်အခုဘယ်လိုလုပ်ရမှာလဲနင်းဖြူလောလောဆယ်တော့ဟိုစုံစမ်းဒီစုံစမ်းပေါ့ အရင်တစ်ခါတော့ငါလို့လိုက်ပြီးရှာဖွေမဲ့အစီအစီရှိလာကိုနတော်စိန်တော့အခုမှအဲ့ဒီအစီအစီမရှိသေးဘူးနှိပြူတစ္ဆာတရုတ်ပြည်ကိုပြန်တော့မယ်လို့နှိပြူစီခွင့်တောင်းလာတယ်အကိုဟင်တစ္ဆာဘယ်လိုများဖြစ်ရတာတော့ငါချမ်းကြောင်းမအကိုရဲ့ငါချက်မပြောမစုံနဲ့ထွက်သွားတဲ့အတွက်တစ္ဆာစိတ်ဆိုးခြင်းသာဖြစ်လိမ့်မယ်လို့ငါထွက်အထင်ရှိလိုက်တယ်ဒါပေမဲ့တစ်ဖက်ကလည်းဒီလောက်ထိတော့ပော့ပါလိမ့်မယ်မဟုတ်ဘူးလို့လည်းတွေးမိပြန်တယ် တစ္ဆာငချက်အောင်စိတ်နာနေတဲ့ပုံစံရှိတဲ့အကိုမင်းပြုတ်လေသူတို့အိမ်ထောင်ကြီးပြက်ပြားသွားမှကိုတိတ်ပြီးစိုးရိမ်နေမိတယ်မင်းပြုတ်တစ္ဆာကိုညီမအရင်ကြာတယောက်လိုချစ်ခင်မိတဲ့အကိုပြီးတော့ငချက်အတွက်လည်းစိတ်ပူမိတယ်နောက်ပြီးတော့စိုးရနေငိမ့်ပြီးတော့ထာဝနာကြီးဦးလေးဖိုးမောင်အတွက်လည်းနှင်းပြူတကယ့်ကိုရင်ထဲစိုးနေနေမိတယ်နှင်းပြူပြောတော့ကိုငထွားငိမ့်တက်ပြီးနားထောင်နေမိတယ်အဲ့ဒီယောက်ရဲ့အားလုံးအဆင်ပြေပြေရှိလာဖို့ နင်းဖြူဘာလို့ရမလဲအကိုငါထွားရုတ်တရက်ဘာပြန်ပြောရမှန်းမသိနင်းဖြူကတက်ပြင်းကိုထက်မှန်ချပြန်တယ်အကိုဘယ်လိုလှုပ်ပေးနိုင်မလဲနင်းဖြူဒါကြောင့်အကိုစိတ်တယ်ဘာအောင်စစ်စစ်နေလဲဆိုတာနင်းဖြူမိတာပါစကားအရေးမှုတွေအရနင်းဖြူကသူ့အောင်အရာအလုံးအတွက်လိုက်လံဖြစ်ရှိပြီးစီချင်တယ်ဆိုတာငါထွားသိလိုက်မိတယ်အကိုပထမတစ်ကြိမ်ဌာပနာအဖောက်ခံရတော့လို့ပဲလိုက်သားလို့ရမလားနင်းဖြူ ဝင်းနေလို့ငါထွားဆုလိုက်တယ်။အကိုလိုက်သွားတဲ့နယ်လို့နှင်းပြူထင်းပြီလို့ပါ။အကိုလည်းသိပါတယ်။ဒါမဲ့မိသားစုနဲ့ထပ်ပြီးခွဲရမှာကိုအကိုကိုယ်တိုင်ကြောက်နေမိတယ်။ထပ်ပြီးမခွဲခွာချင်တော့ဘူး။ဒါမဲ့ဖြစ်တဲ့ဖြစ်ရတော့ဦးစားပေးရမှာပဲလေ။အကိုလိုက်သွားမယ်နှင်းပြူ။အရင်ဆုံးငချမ်းကိုအရင်ရှာမယ်။ပြီးမှကျန်တာကိုဆက်လုပ်မယ်။အကိုပြောလေနှင်းပြူ။အကိုနားထောင်နေတယ်။ အဆဆအေရဂယုဆိုင်ပါနော်အကိုပြီးတော့အရင်တခါတွေကလိုမျိုးမဖြစ်စေပဲနှင်းပြူတို့စီအိုဘေးနေရဲ့ကင်းကင်းနဲ့အမြန်ဆုံးပြန်လာပေးရမယ်နော်အေးမနှင်းပြူအကိုဂရိပေးပါတယ်နှင်းပြူကငါထွားရဲ့ရင်ဝင်စီကိုတိုးဝင်လာတယ်အကိုမနဲ့ချောပဲလိုက်ဖို့စီစဉ်လိုက်မယ်နှင်းပြူဟုတ်ကဲ့ကိုငါထွားကနှင်းပြူကိုနည်းနည်းစွာနဲ့ဖတ်ထားလိုက်တယ်ဒီလိုနဲ့ညနေမှာတော့ငါထွားကလိုအပ်တာတွေကိုပြည့်စင်ပြီးနောက်တနေ့မနက်မှာတော့ အရာအလုံးအတွက်အရေးကြီးတဲ့ခရီးကိုစတဲ့ထွက်ခွာလာခဲ့တယ်။ငါထွားဦးဆုံးဥတီလှမ်းမိတဲ့နေရာကရန်ကုန်စီကိုပဲ။ရန်ကုန်ဟာနေရာဆောင်စီကလူမျိုးပေါင်းစုံလင်စွာရှိနေတဲ့အရာဖြစ်တာကြောင့်ပြောင်းနေတဲ့အစားအနာကိုရန်ကုန်စီကစတဲ့ဆွဲထုတ်ဖို့ရည်ရွယ်ထားတယ်။အနည်းဆုံးမျိုးစီကနေရန်ကုန်စီကိုဥတီပြေးဆွဲတဲ့လိုင်းကားစီကိုငါထွားတက်လိုက်တယ်။ကားပေါ်ရောက်တဲ့အခါမှာတော့ခရီးသည်ဟာတိတ်မရှိငါထွားဟာလွတ်နေတဲ့ထန်ကုန်တွေတည်းကနေရာတနေရာစီမှာဝင်ထန်လိုက်လိမ့်တယ်။ ကတော်တော်နဲ့မထွက်အထွားလဲကားပေါ်ထားရင်သူစုံစမ်းသိရှိထားတဲ့အရာတွေကိုဆက်ဆက်တွေးနေတယ်။လွဲဣတဲ့ထည့်ထားတဲ့ဌာမနာဖောက်ခံရကရရှိခဲ့တဲ့ဆောက်သွားလေးကိုမထွားထုတ်ကြည့်လိုက်လေတယ်။ဆောက်သွားလေးရဲ့အရင်နားမှာတိန်းဆိုတဲ့နာမည်ကို ထွင်ထားလေတယ်။အဲ့ဒီဆောက်သွားလေးကိုတက်တည်ယူပြီးတော့သူစုံစမ်းသိရှိထားရမယ့်ဟာတွေရှိလေတယ်။ဆောက်သွားရဲ့ပိုင်ရှင်ကအင်မြောင်ရရဲ့တစ်ဖက်ကကြီးကုံရွာကဦးမြသိန်းဆိုသူ။ ။ဦးမြသိန်းစီရနဲ့တဆင်ကြားသိခဲ့ရတာတွေကတော့လဲပါရှင်ဦးကျော်ခဲရဲ့အိမ်မှာသင်းငါလုတဲ့သူကတမန်နေ့ညနေဆောင်မှာလဲရှင်ကြီးအိမ်မှာအတုံးလို့တယ်ဆိုပြီးလာရောက်ငှားရမ်းသွားတဲ့အကြောင်းယနေ့အထိပြန်လာမဖို့ဒီအကြောင်းကို ပြောပြလာတယ်။ငါထွားလဲလဲရှင်ကြီးရဲ့အိမ်ကိုစုံစမ်းကြည့်တော့အဲ့ဒီသင်းကအိမ်ကထွက်သွားခဲ့တာတပည့်ကြောင်ဝင်ဖြစ်ကြောင်းသိရတယ်။စုံစမ်းတဲ့အခါမှာနှစ်ခွသင်းကဆောက်သားကိုငှားရမ်းတာရောပျောက်သွားခဲ့တာပါ။ဌာဝနာအဖောက်ခံရတဲ့ညဖြစ်နေတယ်။ ဒီတရင်ကဌာပနာပေါက်ဖြစ်စင်မှာပါတဲ့သူဆိုတာတေချာပါခဲ့ပြီနမဲကိုမင်းမြန်ပြီးတော့အသေးချာမှတ်တယ်မျက်နှာတင်ပြင်းနဲ့ခန္ဓာကိုယ်မှာချိတဲ့ထင်ရှားတဲ့အမှတ်သားတွေကိုမေးတယ်ပြီးတော့နရက်ကိုလည်းမင်းမြန်ပြန်တယ်ဘကိုဘက်ကရောက်လာသူဆိုတာသိရတယ်ဒါကစောက်သားလေးစီကရရှိတဲ့တရင်အစနာပဲငထွားစောက်သားလေးကိုကြည့်ပြီးတော့အတွေ့နဲ့နှစ်သွားမိတယ်ကြည်ခိုက်သူထန်နေတဲ့ခုံစီကိုလူတယောက်ရောက်လာပြီးဝင်ထိုင်တယ်အဲ့လူက မပြောမစုံနဲ့ငါထွားရဲ့လက်ထရဆောက်သွားအောင်လှမ်းယူနေတယ်။ငါထွားလည်းစက္ကနဲ့ဒေါသထွက်ပြီးအဲ့ဒီလိုကြည့်လိုက်တော့ငါထွားအလွန်အံ့အားတင်သွားခဲ့တယ်။ဟာငါဆော့မင်းဆော့ကငါထွားအောင်မကြည့်လက်ထရဆောက်သွားကိုစူးစမ်းငါလှည့်ပက်ကြည့်နေငါကိုထွားကကြောက်ကိုဘာကြောင့်ထားခဲ့တာလဲ။ငါမင်းကိုထားခဲ့တာမဟုတ်ဘူးဆော့ရ။မင်းစိတ်တွေပူပန်လွန်းနေလို့ကြောက်လည်းအဖေတယောက်လို့အသက်ခံနိုင်ရတာလေ။ မင်းရဲ့ကျမ်းမာကြီးကရှင့်နေသေးတယ်မဟုတ်လားကျုပ်ကျမ်းမာကြီးကလည်းကိုထွားရှင့်နေမှာအဆင်ပြေမဲ့ဥစ္စာဟုတ်ဗျာငါထွားဟခနဲ့ရှိလိုက်မိတယ်ဆောကတော့ခက်တိတိပဲကဲငါစောတော်လောက်ပြီကျုပ်တော့မတော်နိုင်ဘူးဗျာကျက်ကိုထားရခဲ့လို့တော်တော်မကြည့်မနဲ့ဖြစ်နေတယ်ငါထွားသဘောကျကပြုံးရင်ဆောရဲ့ပခုံးကိုပို့လိုက်တယ်မင်းငိမ့်ကိုအသိပေးခဲ့လားအသိပေးရတာဗောဗျအသိမပေးခဲ့လို့ဖြစ်ပါမလား ငင်းရောအမအနှင်းဖြူရောတစ္ဆာရောကြက်ကိုလိုက်ဖို့ပေးကြတာဟင်တို့ကငါ့ကိုကြတော့လူချင်းတူဝင်မဲ့ကန်ကြီးကတူမမတူတာဗျာစောရဲ့စကားကြောင့်ငါထွားဘာမှမတုတ်ပြန်ကျုံးလို့သာနင်းလေတယ်ငါထွားအနေနဲ့ကအခုချိန်မှာပြုံးရုံပဲတက်နိုင်တယ်စောရနဲ့အခုလိုအခြေတည်ပြောင်းပြောင်းနေခြင်းကစိတ်တော့ကရိစီယာစတဲ့ရုံထခြင်းပဲမဟုတ်လားအဖေအတွက်ကြောက်အကောင်းဆုံးတုံ့ပြန်မိမယ်ဗျာငါတရားလုံးရှိပါတယ်ငါစောရဲ့ ကိုထွားပဲကြုံအောက်ကိုပြီးလိုက်လာခဲ့တာပါ။ကဲကောက်ထမဟိမြောက်သားစကားကောင်းနေတဲ့အချိန်ကောက်ကူရဲ့အဟိတထွက်ပေါ်လာခဲ့တယ်။သူတို့လည်းစကားစပြတ်သွားတယ်။အဲ့နောက်မှာတော့သူတို့စင်းနေလိုက်ပါလာတဲ့ကားဘင်းလိမ်ပြီးတော့စတဲ့ထွက်ခွာလာခဲ့တယ်။ငါ့ကိုတွေ့ချင်တယ်ဆိုလို့ဘသူများလက်မှတ်တယ်။ငချမ်းမင်းပဲကွ။ကျော်မြတ်တို့ရင်အိတ်ခဲစီမှာထားနေတဲ့ငချမ်းကိုကြည့်ပြီးပြောလိုက်တယ်။ငချမ်းနဲ့ကျော်မြတ်ကခြေဝယ်ကိစ္စပြီးတဲ့နောက်မှာခင်မင်းယဉ်နေသွားခဲ့တယ်။ ျုပ်အကူကြီးတောင်းညင်လို့လာတာကိုကျော်။음ပြောငါချက်။ကျုပ်တို့ရွာဖျားထမနာဖောက်ထင်းခံရတယ်။ဒီဖြစ်စင်မှာပဲကျုပ်ရဲ့ဦးလေးရရဆက်ဆက်အသက်ခံရတယ်။ကျုပ်အဲ့ဒီကိစ္စကိုစုံစမ်းရင်းနဲ့လိုက်လာခဲ့တာ။ပစ္စည်းအားဖောက်ထင်းသူတွေနဲ့အတူတူဒီကိုရောက်နေပြီလို့ကြားမိတယ်။ဒီဖြစ်စင်ကိုငါလည်းကြားပါတယ်။ကိုကျော်ကဘယ်ရဘယ်လိုများကြားမိတာလဲ။ဘယ်သူရှိမလဲ။ငါတို့ဆရာပေါ့ကွာ။ ဖြစ်စဉ်ဖြစ်ကြရငါ့စီကိုတန်ညိုးရိုက်ပြီးဆက်သွဲလာတယ်။ငါ့ကိုစုံစမ်းပေးဖို့လဲတာဝန်ပေးထားတယ်။ဟုတ်လား။ရောက်ပါဖြစ်သူငါထွားရဲ့ချင်းလက်တော့မှုကိုငါချမ်းတွေးပြီးတော့ချီးကျူးမိသွားတယ်။ခမရဘာသရင်းနေရထားပြီလဲကိုကျော်။음ပစ္စည်းနဲ့ပတ်သက်လို့ကတော့မင်းတို့ရွာဖြစ်စဉ်ပြီးတုံးလေးရဲ့အကြမှာရန်ကုန်တနယ်လုံးပစ္စည်းရဲ့သတင်းတွေကိုကြားလာရတယ်ကွ။ဝလက်ကအစင်သိရောမကောက်။တုံးလေးငါ့ဥထက်ကိုမနေဘူးကွငါချမ်းရ။ အဲ့လောက်တောင်များတာလားကိုကျော်ရအေးများတယ်ဒါပေမဲ့တနေရာတွေကလာကြမဲ့သူတွေဖြစ်နေပြန်တယ်ဘလို့ကြောက်မရှင်းဘူးအဲ့ဒီဝလက်တွေအကုန်လုံးကမျက်နှာဖြူတွေကွာဗျာအာအောသွားလားငချမ်းမအံ့ဟောပဲရှင်းမလားဒီလူတွေကဘလို့ဖြစ်ရတာလဲဌာမနာကြီးအရှိတကြီးဖောက်ထွေးခရတော့ကတရုတ်ပြည်ကငကနဲ့ကလက်တက်တရခံအခွာကြအခွာကဒီလူတွေက ခိုင်းကနာမဟုတ်ဘူးလို့တော့ငါထင်တယ်။ခိုင်းကနာမဟုတ်ရင်ဘာဖြစ်နိုင်လဲကိုကျော်။တို့အစိုးရနဲ့ပတ်သက်တဲ့လူတွေဖြစ်ဖြစ်မဟုတ်ရင်တော့တို့အစိုးရကိုယ်တိုင်ပဲကွာ။ဟာဟုတ်တယ်ကွာ။တို့ဘေးမာကြီးစီမှာငမောက်အစ်စ်ကြီးရှိနေတယ်လို့ငါတော့သိတယ်။ပြီးတော့တရပူထဲမှာထည့်ထားတဲ့ဆိုလားပဲ။အခုငမောက်ရဲ့အမွာဆိုပြီးတင်းကျတော့တို့ထက်လို့ချင်တော့ပေါ့ကွာ။ဒီလူတွေတော်တော်လောကကြီးတာပဲ။ ဘေးရဘက်လိုများဒီတရင်ကိုရောက်သွားကြရလဲမသိဘူး။ဖြစ်နိုင်ခြင်းအရှိဆုံးကကိုထွန်းနဲ့ငကနဲ့ခိုင်းကိစ္စနဲ့ဇင်းမြင့်လိုက်လာတာဖြစ်နိုင်တယ်ကွ။အဲ့ဒီကိစ္စလည်းအတော့ခရက်ထပါခဲ့ရလေ။ငါတို့ရောက်မှဒီရနေကြားမိရတာ။အဲ့တော့ကတော့ငထွားဆိုတဲ့နာမည်တော့မပါဘူးပေါ့။ဒီဖြစ်စဉ်တော့ကျုပ်ကိုယ်တိုင်လည်းပါတယ်။ငကနဲ့ခိုင်းကအတော့ကိုကြမ်းလို့နေပြ။အေးကြမ်းပါပေါ့။တကယ်ကိုနာမည်ကြည့်ပြီးသူတို့ဖြစ်ရင်းတာမကဘူး။ ဒီပမှာပါခိုင်းခွဲရရှိတဲ့ခိုင်းကိုကကိုထွားအဲ့ဒါကြီးကိုဖြုတ်ခွင်းနေဆိုတာဖြစ်ခဲ့လို့သာယုံရတာကြားရတော့တော့တကယ်တော့မယုံဘူးကအခုဖြစ်စိတ်မှလည်းကိုထွားရန်ကုန်ရောက်နေတော့အခွင့်ကောင်းယူပြီးတော့မှစောင့်လို့သွားတာငချက်အငုံတင်းတင်းချိတ်ထားတယ်ကြုံမြင့်စီရရရှိတဲ့သတင်းတွေကသူ့အတွက်အဖို့မဖြစ်နိုင်ဒီသတင်းတွေကိုမိတိပြီးတော့သူဆက်လိုက်ရမယ်ကိုထွားရောဒီသတင်းတွေအကောင်ပေးပြီးပြီလားပေးထားပြီးပြီဘာလဲလဲ လိုက်လာမယ်တဲ့လားလိုက်လာမယ်အကြောင်းတော့အရင်မှတောင်မပြောဘူးကဆက်ပြီးစုံစမ်းပေးထားဖို့ပဲပြောတာငါချက်တက်ပြင်းကိုချလိုက်တယ်ငါထွားနဲ့သူတို့ပြန်ဆောင်ချိန်တော့အဖြစ်ကိုပြန်လဲမြင်အောင်လာခဲ့တယ်အမားဖြစ်သူရဲ့အရှိမကိုထွားဂရိပေးခဲ့တဲ့ပုံရိပ်တွေကသူ့ရဲ့မျက်ဝန်းစီမှာထင်ဟလှောက်ရှားနေတယ်ဒီမျက်ဝန်းကိုမြင်အောင်မင်းနောက်ဆုံးမှာတော့ကိုထွားကအမားဖြစ်သူကိုပေးထားတဲ့ဂရိကြောင့်ထွက်လာလိမ့်မယ်မဟုတ်ဘူးလို့ငါချက်တက်ထစ်ချကောက်ချက်ချလိုက်တယ် ။နောက်များတရေရရဲ့ကြုတ်ကိုလည်းပေးပြခွကြောဖြစ်တယ်မဟုတ်လား။ကျော်မြေခေါင်းကိုညှက်လိုက်တယ်။ငါချမ်းမင်းရခဲ့တဲ့တရေအဖာကြီးဖြစ်နေနိုင်တယ်ကွာ။ဘာဖြစ်လို့လဲကိုကြောပစ္စည်းနဲ့အဲ့ဒီဖောက်ထင်းတို့ကရန်ကုန်ကိုရောက်မလာသေးဘူး။ဗျာငါချမ်းတယောက်အာအာသိပ်ပြီးတော့အမရိတန်တော်ထွက်သွားခဲ့တယ်။ပရိသတ်များရှိနက်ခတ်ရှည်စောအားနဲ့အိမ်မက်တရားအမျိုးတည်ဇလတ်အပိုင်း၆ကတော့ဒီလောက်ပါပဲနော်။ နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလိုစာရေးဆရာနောင်ရုံးစေးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင့်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရှင်ခြင်းကျမချင်းတွေကို အစဉ်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်